ကျွန်တော်ကိုကြီးတွေတောင်းထားတာအဲကြတော့အချစ်တချင်းပါအမှန်ကတော့ဟုတ်ကဲ့အချစ်တချင်းကိုကျွန်တော်ဥဝင်းတင်ကဗလန်ဆိုင်တိကွက်ပြအောင်ပြိတက်ကိုဒုက္ခဒုက္ခကတင်ရခဲ့တဲ့တချင်းလေးဟုတ်လဲကအတီလေးကစမ်းကြည့်အောင်ဟုတ်ကဲ့ဟော ရှင်းပါလေနော်ဟာပါတဆင်းလေးကိုကြီးမှတ်ပြီလားဟာသိတယ်ဦးလားသိတယ်ဦးလားဟာအကိုကြီးပြိတယ်လို့လည်းပြောလို့ဒါတော့သိကိုသိရမှာနော်ဟုတ်ဟုတ်ပြီလားဟုတ်ကဲ့ကျွန်တော်ဆိုပြရင်တို့ကိုကြီးသိတော့ပါလေသိပါပါတေချာပေါက်သိပြီလားဘယ်တဆင်းမှတ်တော့ဘယ်ရှင်းပါလေသူကိုကြည့်မရပါသည်သူကိုကြည့်ခွေးရပါလိဒီတိတ်တဲ့သူရဲ့နာမှာ 你那嘴脸行啊，他不是那狗嘴，跟狗的庙一样最大啊！天都天大，开马送爷，只只干干，查查比利亚妈，没个身体，马死个鸡眼路，所以只只鸡啼，都该听你哦，哪里？你到底要赢吗？要打西方野鸡吗？要打你？ ောင်ပြန်ဝေခင်ဤဟုတ်တယ်မလားဒါကကျွန်တော်ဦးလေးဆရာဦးဝင်းတင်ကောင်းမို့နော်ဟာဟုတ်ကဲ့သူကအမျိုးမျိုးပြိတက်ကိုဖန်နေပြီးတိပြသွားတာမမဘယ်လိုတိပြတယ်မတ်မပါလေတယောက်ထဲဆိုရင်ဒီလိုတိရတယ်ခင်ဗျအဖွဲနဲ့ဆိုဒီလိုတိရတယ်ခင်ဗျဆိုပြီးကျွန်တော်ဦးကြီးကပြိတက်ကိုတိမြခဲ့တာလေးဆိုင်းရတဲ့ဘောနားစီကြည့်မယ်နော်ဟာနဲ့အဲဒါကြည့်မယ်နော်တယောက်ထဲကြတော့ တ်တယ်မလားတော်တည်းအပေါ်မတန်းနာကိုကံကောင်းပေါ့နော်ဟုတ်ပြီနော်ဟာဒါပဲနော်ကျွန်တော်တို့လူပညာသမားတွေအလောက်ကပြိတက်အာယုံမရှိတာတင်ပြနေလို့အချိန်ကရှိတယ်ဟုတ်တယ်အဲ့ဒါဆိုရင်ကိုတင်ပြတာကတဲတဲ့ရည်တင်သူလိုဖြစ်တဲ့တည်းမှန်နေပါအဲ့မဲ့တွညမတွေကအခုနားထောင်သူတို့နားမထောင်ကျင်တာကိုနားထောင်ကျွန်တော်တီးပြဟုတ်ကဲ့တယောက်တည်းတီးပြနေကြတော့ပြင်းတာပေါ့မမဦးဝင်းတင်ကပြောခဲ့တာနော်ဟုတ်ကဲ့ဒါဆိုရင်ဘလို့တီးမလဲပရိသတ်သူစီအာရုံရောက်အောင်ကြတော့ဗလန်ဆိုင်အတန်တော့ကိုပြောင်းပလိုက်တာဟုတ်ကဲ့အဲ့ဒါလို့အပြင်းမခံဘလို့တီးတယ်မှတ်ဘလို့ပါလိမ့် ိုင်းကဘာပဲပေါ့ဖြတ်တော့ကောင်းလာပြီလားဟာဒီလိုအုံတော့သိကောင်းတယ်နော်မမသူ့ကိုချိန်ခွင့်ရပါသည်သူ့ကိုချိန်ခွင့်ရပါလိဒီဒါကိုဘလန်ဆိုင်တယ်တော့ကြောင်းပြီးတိပြသွားတာပါခင်ဗျာဟုတ်ကဲ့နားစင်ကြည့်မလားဟုတ်စင်မယ်ဟုတ် Thank you. ဗလန်ဆိုင်လိုအစ်စ်ကွယ်ဖက်တောင်းနေကြတော့ပြိတ္တကနားထောင်ကောင်းသွားပြန်ရောဟုတ်ကဲ့ဟုတ်ပြီနော်မမအစိုးရသဘောတရားကြတယ်လေဥပအစိုးသိကောင်ဟုတ်ကဲ့အဆင်ကြည့်မယ်နော်ဟုတ်ဆင်မယ်သူချင်းဝင်ဖေးရပါသည်သူချင်းဝင်ဖေးရပါလိဤချစ်တဲ့သူရဲ့နာမအမြင်ရတဲ့တွေ့လျက်ရှင်ကထောင်စီလက်ကိုတွေ့ ก็เกี่ยวเดียวเนี่ยไม่อยากสิดังดีดูดีดังใครมาสู้เพียงแต่เด็กกางจะได้ปีลีกามาไปกว่าช่องตีมาสิงาจีเย่เลยเสวยเจ็ดจีจีตัวกันดีเอาเลยชิโนดูเดียวยิ่งมาเราตาชีพองยิ่งมาของตาลีน้องเพียงวิเกย์ မြားဟုတ်ဟုတ်ပြီနော်ဟုတ်ပြီကဲဒုတိယပိုက်ကြံသေးတယ်ဟုတ်ကဲ့ဒုတိယပိုက်အတီးလေးကစကြည့်အောင်မမညီမလေးတို့မပြင်းနဲ့နှစ်ပိုက်ထည့်ရဲ့တခြင်းရခကြပါဘူးဟုတ်ပြီနော်ဟုတ်ကဲ့ကျွန်တော်ဦးဝင်းလေးပြည့်တဲ့တီရှိလို့မလို့အကိုတိလာလေးတောင်းဆိုလို့မလို့ ဒါလေးကိုတင်ပြပေးတာပါဟုတ်ကဲ့ဟုတ်ပြီနော်မမဒုတိယပြက်ကကြတော့ချစ်သူရှောက်ရလန်းတခြားမဟုတ်ပြီနော်ဘလန်ဆိုင်ကို၃မျိုးခွဲပြီးတီးပြပေးရစီမှန်ပြောဘလို့တီးမှလဲနောက်ဆုံးပိုက်ကြတော့တစ်ပိုက်နဲ့တစ်ပိုက်မတူအောင်တီးတာမှန်ပါဆိုင်းကိုမြိုင်မှကြိတ်ပါတယ်ဆိုတဲ့ပြည့်တဲ့အတွက်ဘလို့တီးတယ်မှတ်ဘလို့ပါလိမ့်ဒုဆရာလေးကစဒီလိုလာတဲ့ တိယပိတ်ပါခင်ဗျာဟုတ်ကဲ့ဟုတ်ပြီနော်အဆိုလေးကစားသားလေးတွေပိုးကောင်းလာဘလို့ဝင်လေအခုခင်မင်းတို့ခင်မပေါ်လေးတဲ့ခေတ္တချင်းနေတော့အတော်ကွာဗျာဟုတ်ပါချားဒါအရင်တော့ကအချစ်တချင်းမှန်ပါဟုတ်ပြီနော်ဟုတ်ချစ်သူရောက်ရလမ်းတစ်ယောက်မှာပမ်းများတရားသမိတ်ခင်းတွေ့ပြချင်တာလေ ရဲ့လေးဆန္ဒတွေပြပါဘူးလို့ဆိုကိုတို့နဲ့ပြီးလေးလေးလို့ပြီးရဲရဲဝင့်ဝင့်ဤစိတ်ချင်ပါသည်ဒီလိုဒီတရားများတွေကိုသူ့အပေါ်မှာထားရှိတော်လေးရဲ့အလူပညာကြီးရာမှလွဲ၍ဟေးကူမဘာတကူမမပိုင်ဆိုင်ပြီးမသူ့ကိုချီးခွင့်ရပါသည်သူ့ကိုချီးခွင့်ရပါလိမ့်ဒီ ျွန်တော်တို့နေမှာတော့ဥဝင်တင်တီးခဲ့တော့အော်ဒါဥဝင်တင်တီးထုံခဲ့တာလားနဲ့တချို့ပြိတ္တကဒီလိုရှိကြပါလေခင်ဗျာမမနောက်ပိုင်းကျတော့အင်တာနက်ခေရောက်လာတော့တိုးတက်လာတော့မူရင်းတွေပေါ်လာကြတယ်ပေါ့နော်မမအဲ့တော့မူရင်းကျတော့ဘလို့လို့တဲဆိုတော့မန္တလေးကယရနာဘုံဥသန်းစီဒီတချင်းကိုတိပွက်ပြအောင်ဖန်တီးတယ်လို့ဒီလိုကြားသိရပါလေခင်ဗျာဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်တို့နေမှာတော့ဥဝင်တင်က ပြိတ်သက်အချစ်တော်ဘူးဗျမှန်ပါဟုတ်ပြီနော်ဒီချင်းကိုတိကွက်ပြောအောင်သူကမန္တလေးမှာဦးသိန်းအောင်ဦးစင်တောင်းနေစီမှာပညာသင်တာဆိုတော့မန္တလေးကတချင်းနေတိကွက်တွေအများကြီးရလာဟုတ်ကဲ့အဲ့တော့ကိုပြိတ်သက်ဘက်ကိုပြန်လှည့်ပြီးဖောက်တယ်ချတာတင်ပြပေးတာပေါ့နော်ဟုတ်ကဲ့အဲ့ဒါကြောင့်မလို့ကဲမူရင်းနဲ့ပြိတ်သက်တီးသွားပြီဟုတ်ကဲ့ဟုတ်ပြီနော်ဦးဝင်းနေတီးတဲ့ပုံစံလေးကျွန်တော်ကတီးပြမှာမမဘယ်လိုတီးပြမလဲဆိုင်ကိုမြိုင်မှကြိုက်ပါလေဆိုတဲ့ပြိတ်သက်အတွက်မြိုင်မြိုင်ဆိုင်ဆိုင်လေးတီးပြပါမယ်ဟုတ်ကဲ့တို့ဆရာလေးကလူငယ်ထက်ကိုဟိုဘက်က လင်ဝင်ဒီလေးကလုံးဝဆန်စနေထဆမ်ထဟုတ်ပြီနော်ဟုတ်ပါမယ်ဗျဒီဆမ်မင်းထပြောတာကိုဆမ်ထအမြန်ပြောတာဆမ်ထဟုတ်ပြီနော်ငိုင်းမယ်ထိုင်တယ်လေးအားကြည့်ကြည့်မယ်နော် ကျေနပ်ပြီပါနော်ဟုတ်ကဲ့ကဲကျွန်တော်ကျေးဇူးများကြီးတင်ပါတယ်စုတော်ငွေတွေလည်းကိုကြီးကချတာဟုတ်ဆရာဘဝနဲ့စန္ဒလက်ထက်တက်ကြပါစီဗျာဟုတ်ကဲ့ရထက်ကိုချအောင်နောက်ထက်ကိုလာပြန်ပြီဗျာကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ကဲဘဝနဲ့စန္ဒလက်ထက်တက်ကြလို့လောရစန္ဒပြေပါပါစီ